ဟဲ့ဟဲ့ရောင်းတော့ပါဗျာဒီဝေးပက်ကိတော့ချီးပါလေပက်ကိမှာတွဲထည့်ရလားမသိဘူးကွာဒီလိုတူးရင်လည်းကွက်ကြီးကလုံးဝပရိုဆန်လောင်းကြီးရောယောက်ျားမျိုးလုံးတကယ်နဲ့ဂျူအားလောင်းမယုံမကြပါဘူးနင်းနဲ့ကြော်သူအောင်နဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားနင်းနဲ့ရဲသွေးနဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားပြောဘောမင်္ဂလာတိုင်တော်မင်္ဂလာပါအဲ့တော့အဲ့ဒါပါကြီးလေပါပါပုံကြီးလေရေဘူးရေဘူးဟုတ်အာတိုင်တော်ဒီမှာဆိုကိုတော်ဖစ်ချင်တဲ့ပုံစံလေးဘလိုလေးသူရအာ သဘောကျရေမောလုတ်ခဲ့ရတာဟုတ်တယ်ခင်ဗျာကျွန်တော်တို့ဟုတ်တယ်ဖြစ်ရှင်တဲ့ပုံစံတိုင်းဖြစ်ရှင်စကားပြသမယ့်အချိန်လေးဒီကပြတ်ကြိုက်တဲ့အကောင်အကောင်လုတ်တာဒီကပြတ်ကြိုက်တဲ့အကောင်မီဒီယာတွေမမူးရင်တောင်းရှိသူများမရက်ပြန်ရိုက်ဘူးအဲ့လိုနဲ့ညိုင်းကျူးတာဖြစ်တယ်ခင်ဗျာအတပြတ်ကြိုက်တဲ့ဟာဖြစ်ဖို့အတွက်ကိုယ်ဘလို့လေးပြင်ဆင်နေကြတယ်ကျွန်တော်ရှိမှာအထွေထွေမကြည့်ပါဘူးပုံမှန်တိုင်းပါပဲအမေဆက်ပြီးတော့ပါတယ်ကိုရေကမမူးရင်အတပြတ်ကြိုက်တယ်မမူးရင်အတပြတ်မကြိုက်ဘူးဘလို့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 တန်ကိုရေက ဘမူးရဲ့အတားလည်းဆောင်းပါးတာကျွန်တော်ရဲ့တမန်ရှင်ကိုဆောင်းပါးတာမှတ်လို့ရတယ်ဟုတ်လားပြည်ပြည်ရှင်ကိုရတော့မင်္ဂလာပွဲရုပ်ရှင်ဇာတ်ပိုင်းပဲဖြစ်ပါတယ်ဟုတ်ပါပဲအဲ့တော့ကျွန်တော်ဒီမှာဆိုရင်လက်ဖွဲ့ခြင်းပြီးမှာမဟုတ်ပါပဲဒီမျက်မှောက်ပါမယ်အမိတက်ပြီးတော့မှကျွန်တော်ပြန်ပြောလို့ဖြစ်ပါတယ်ကမ်စီမူးတဲ့ဒီကမလို့သားကြတယ်ပြောတယ်ဒါရင်းဖလီကတော့ဟောတော့ဒီလူဒီလူပဲထက်နေတယ်ဒါကြတဲ့မိကိုဆိုအာယုအလုံးလုံးတော့နေတယ်လူတွေဇလန်းဇန်ယုံဖြစ်တာလေပြီးတော့ဒါပရိုဂျူဆာတွေကရွေးချယ်မှုပဲပေါ့ပြီးတော့ဇန်ယုံနိုင်ငံတော်ကောင်းရဲ့ရှိမှုပစ္စာတွေကနေပြီးတော့ပြီးကြရ တာပေါ့နော်ဒါပေမဲ့ပေချာကြီးကြီးတော့တကားနဲ့တကားသူကမတူပါဘူးဘာဝင်နဲ့လူပြာရှင်များတော့တို့ဖြစ်တော့ဒါပေမဲ့တကယ်တကယ်ကြောင့်မတူဘူးတိုင်တော့ကားရိုက်တာလေတကယ်ဒီနေဝင်းတကယ်ဒီဆိုဖက်သူစားတကယ်ဒီဖြစ်ဖို့တကယ်ဒီချိုးလေးအမတရရရောတကားရဲ့တကားခွီနေရအမတရရလို့အကားလုံးမတရဖြစ်နေတော့တာပဲဟုတ်လားကျွန်တော်တို့အောက်ဒါတော့ဒါတော့ကားပြန်တင်လို့ရှိရင်ပြန်ကြည့်ပြန်ပြရအောင်တကားနဲ့တကားလုံးဝမတူသေးရဘူးဒါဦးစော်ရဲ့တကားနဲ့အသေးကြီးရတယ် ရိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကြည့်ရည်ဒါရက်လို့မရလို့အဆုခံရတဲ့အချိန်တွေအောင်ရှိရည်ဒါရက်လို့မရလို့ဆိုမရဘူးဟုတ်တယ်ဘာဖြစ်လို့လဲဟုတ်ကဲ့ပါဒီရုပ်ရှင်စကားကြီးက ခဆနာရဲ့ချောလာမတော်25ရဲ့တောက်ကြတဲ့စာချုပ်မျိုးမှာမြန်မာနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်တွေမှာရုပ်တင်ပြသပြီးတော့မှာဖြစ်ပါတယ်အခုကြည့်ပြီးလို့ရှင်လဲကျွန်တော်တို့ဒီမင်္ဂလာပွဲရရှိစွာရောင်းလာပြီးတော့မှာပြောတယ်အများကြီးကြားလာပါတယ်29ရက်နေ့ဆိုလို့ရှိရင်တနင်္ဂနွေလုံးရုံတင်ပြဖြစ်တဲ့ကြောင့်ဘယ်လောက်ကြည့်ချောအားပေးဖို့ဖိတ်ခေါ်ညီမတွေခင်ဗျာဒီနေ့မှာပုံဝင်ကြရဲ့ဒီနေ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါအဲ့တော့မင်္ဂလာပွဲကိုဘယ်လိုလေးဖိတ်ခေါ်ကြလဲဟုတ်ကဲ့အဲဒီကားလေးကကြတော့ဒါ wedding ကိုမှအလွယ်လွယ်ချော်ချော်လေးနဲ့ romance အဲ romance comedy လေးရိုက် ထားတဲ့ကားလေးဆိုတော့ဒီကားလေးကိုကြည့်ပြီးရောပရိသတ်တွေအနေနဲ့သဘောကျနိုင်မယ်လို့ထင်ပါတယ်အဲဒီကားလေးကတော့အဲကိုယ့်ရဲ့ဇက်ကောင်ပေါ်မှာတော့အကောင်းဆုံးကြိုးစားထားတယ်ပေါ့ပြီးတော့ဥစော်လို့လည်းတင်ပေးတယ်ဘယ်တခြားတူတူတယောက်ဆောင်တဲ့နုပညာမောင်နှမရင်းနဲ့တေချာလေးကိုကိုနေဝင်းတို့ကိုတန်ရွန်တို့ရောမချူလေးတို့ရောအားလုံးကအာပြောင်းမိုင်းဆိုလည်းပါတယ်ဆိုတော့တကယ်ဟိုလူအများများနဲ့တေချာလေးရိုက်ထားတဲ့ကားလေးဆိုတော့ပရိသတ်အနေနဲ့ အဲသဘောကျမယ်လို့ချက်ပါတယ်။ဟုတ်ဒီမှာဆိုရင်ကိုဟိုအိမ်မက်ထဲမှာပဲမင်္ဂလာဆောင်မှာကိုကဒုက္ခလိုပုံစံနဲ့ဝင်လာတာလေးဒါလေးတော်တော်မိုက်ရတော့ကိုရအိမ်မက်ထဲမှာလည်းတော်တော်လန့်တယ်။ဟုတ်ကဲ့ဟုတ်ရိုက်ကူတော့ကလည်းအဲ့ဒါလေးကအိတ်စဝင်ကန်လေးသဘောကျတယ်ပေါ့နော်။အဲ့တော့မေယောအခုတော်တော်ကြည့်ချင်နေပါပြီ။ဟုတ်လား။အဲ့တော့ဟိုမတ်တရားလေးဆိုပါလိမ့်ရှင်းမလဲ။အမှတ်ကျတော့အဲ့လိုဒီ အဲနှစ်ယောက်လုံးနဲ့ပေါ့နော်အဲကိုနေဝင်းနဲ့ရောကိုတန်ရုံနဲ့ရောအဲ့လိုအဲ pre wedding ရိုက်ရတာပေါ့အဲအဲ့လိုခေါင်းဝင်းနဲ့ဟိုဘက်ပြေးဒီဘက်ပြေးချော်လဲအဲ့လိုပုံစံမျိုးလေးရတော့အဲအမှတ်ကြရပါပဲဟုတ်ဟုတ်မင်းငါမဆောင်ရင်ကအဲ့မှာတယောက်နဲ့တယောက်အဲ့လိုအဲချစ်ချစ်တာဟိုလောက်တဲ့အခါလေးအဲ့ဒီကန်းလေးလဲ promise တာပါတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ဆိုတော့ဒီကားလေးကအကုန်လုံးကလေတေချာလေးဟိုဒီနေ့မှဒါ pressure ကျမှမိလဲကြည့်ရမှာဆိုတော့အကြည့်ပြီးမှပဲပြန်ပြောချင်ပါတယ်ဘာဖြစ်လို့တော့အော်ဒီ12ဆက်ကကိုလေးဟိုတွဲလာကြတယ်ရိုက်လာကြတော့ဘလို့ကပ်ပဲဆင်းပြီလဲတရားတရားဘလို့ဆင်းပြီအဲတရားနဲ့ကြောက်ကတော့အဲအနုပညာရောဓမ္မတွေဖြစ်နေရောလေအများကြီးပြောစရာမလိုဘဲနဲ့တရားဘလို့မျိုးလေး item လေးလောက်ချင်လဲဆိုတော့သိကြတယ်ဆိုတော့တတိုင်းမင်းမင်းလေးနဲ့ပဲအဲဒါပုံဖော်ထားတာပေါ့နော်အဲ့တော့ပြိတ္တဘာလေးပြောကြဒီကားလေးအဲပြိတ္တကြီးပေါ့နော်မီရိုရဲ့ဒီမင်္ဂလာပွဲရုပ်ရှင်ကဂျွန်29မှာယုံကြည် င်မှာဖြစ်တဲ့အတွက်အပေးပါလို့ပြောချက်ပါတယ်။ဒါတော့မင်္ဂလာပွဲရုပ်ရှင်ကားပေါ့နော်။မင်္ဂလာပွဲကနေပြီလား။အဲအဝေးလို့ပါသိရမစင်းစားရသေးဘူးပေါ့။ဟုတ်လား။အငယ်ငယ်သေးတယ်လို့ပြောမှလား။အဲ့လိုလည်းမဟုတ်ပါဘူး။အလုပ်ပဲ လုပ်နေသေးလို့ပေါ့။ကျေးဇူးပါ